ော်နေကြတာနော်တို့တွေအကုန်လုံးအကုန်လုံးတကယ်စော်နေကြတာအဲ့တော့မြမပီအလဲပိုင်းဒေသကကျွန်တော်တို့လူငယ်တပ်ဖွဲ့တွေအနေနဲ့ဆိုလို့ရှိရင်မကွေးပကုန်းမန္တလေးစကိုင်းရခိုင်တပ်တော်အေအေနဲ့ရေလလစနစ်တဲ့ကြောင့်ပူပေါင်းပြီးတော့နော်ခိုးစစ်တွေမှာပါဝင်ဖို့သက်ရေးကြီးလေဆိုတာကိုကျွန်တော်တင်ပြချင်တယ်အဲ့တော့အရခတ်တပ်တော်အေအေရဲ့ခေါင်းဆောင်များအနေနဲ့လေကျွန်တော်ဒီညမှာတင်ပြချင်တာကကိုကစပြီးတော့လက်လန်းစေချင်ပါတယ်တော်လိုင်းရဲ့အစိုးရဆိုပြီးလုပ်ရမှာလေခင်ဗျားတို့ကဘျူရိုကရေစီရန်ရည်ရည်တည်ဆောက်နေတာ လွဲနေတယ်အဲ့ဒါကြောင့်မလို့ကျွန်တော်ပြောတာအညာပမာဒေတာခမညာခမညာတို့ NUG ကအညာပမာဒေတာရဲ့အစိုးရဖြစ်တော့လာမလုံးနဲ့ဘာလို့လဲဆိုတော့ကျွန်တော်တို့လက်မခံဘူးခမညာတို့ရဲ့လက်ရည်လက်စကခြေစကခမညာလင်းနေတာကာလ9နှစ်ပြည့်တော့မှတွေ့သွားပြီမယုံတော့ဘူးအဲ့တော့ကျွန်တော်တို့ယုံတာဘာလို့ယုံလဲ A ကိုယုံတယ် A လက်ရှိမကွေးရောက်ဘူး A ဘကိုးရောက်တယ် A A အော်ရီတန်ကိုရောက်နေပြီ A စိုင်းနိုင်တဲ့မှာရှိတယ် A ရှမ်းမြောက်မှာရှိတယ် A A ကချင်မှာရှိတယ် A A ကရယ်မှာရှိတယ် A A ဘကိုးမှာရှိတယ် A A မြန်မာပြည်နဲ့မှာရှိတယ် A ကိုယုံတယ်ပြည်သူတရားလုံးကဒေါ်လာရေးတက်ဖွဲ့တွေကကျွန်တော်ပြည်သူအယောက်ချင်းစီတိုင်းက ဒါကိုမြင်အောင်ကြည့်ပြီးတော့အေအေနဲ့တူတူကျွန်တော်တို့တွေနော်တရားဝင်ရက်တိချောင်းဆိုတာကိုအကုန်လုံးပြောကြရမယ်အကုန်လုံးလုပ်ကြရမယ်အကုန်လုံးကလုပ်ကြရမယ်ဘာကြောင့်လဲအေအေရဲ့အောင်မြင်မှုကျွန်တော်တို့အောင်မြင်မှုယနေ့ကျွန်တော်တို့ကမ္ဘာစာဆက်ယူနေတာကိုရောက်နေပြီကမ္ဘာစာချမာလာချကမ္ဘာစာချမာလာချကမ္ဘာစာချမာလာချဒီဒေါ်လာရေးကြီးမှာနံပါတ်1အရေးကြီးဆုံးက PDF တွေ LDF တွေ UG တွေခမည်းတော်တွေပူပေါင်းဆောင်ရွက်မှုနည်းရင်ခမည်းတော်တွေတာဝန်မဲ့ ဒါပြီခင်ဗျားတို့ခင်ဗျားမင်္ဂလာကမိသားစုလိုမျိုးအော်ဂျောလန်လုပ်ရင်အတော်လေးအောင်ဆက်ပြီးလာတူပဲဒါကိုတော့သိစေချင်တယ်အမကြီးအိမ်မှာအခါကြီးငွေဟောကြီးလည်းငယ်ငယ်လောက်ကြတာနော်လောက်ပဲနေ အောင်မြင်လဲမေးအေအေကခေါင်းဆောင်မှုအပြည့်နဲ့ဟေးပြည်သူတွေဒီလိုလုပ်ဆိုရင်ပြည်သူတွေအကုန်လုံးဘာမှအမေးမြန်းမရှိဘူးအေအေကပြည်သူတွေကအဲ့လိုမျိုးရှိတယ်အဲ့တော့အေအေကပြောလိုက်လို့ရှိရင်တိတ်ဆိုတိတ်ပိတ်ဆိုပိတ်ဟိတ်ဆိုဟိတ်ဆိုတဲ့ရခိုင်လူလူကြီးရှိမှာတော့ဒီဒေါ်လာရေးကြီးအောင်မြင်တာမဆန်းဘူးအဲ့တော့ဒီနေ့ဒီအချိန်မှာလေကုနာကမန္တလေး PDF နဲ့နော်ကုနာကမိသားစုတစုနဲ့ဖြစ်တဲ့အကြောင်းအရာကိုမူတည်ပြီးကျွန်တော်တို့ပြည်သူဆိုတာဘလို့လဲငါတို့ပြည်သူဆိုတာကငါတို့ကအခွင့်ထူးခံလို့မရဘူး လုံးလုံးမရဘူးဆိုတော့ကျွန်တော်ဒီနေ့ live နဲ့သတိပေးခြင်းဖြစ်တယ်အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ရခိုင်တပ်တော် AA ကိုအတူယူပြီးရခိုင်တပ်တော် AA ရဲ့ဥဆောင်မှုအောက်မှာဗမာ PDF တပ်ဖွဲ့တွေတွားရောက်ပူးပေါင်းဆောင်ရွက်တင်ကြောင်းဆရာမျိုးထိုက်တန်သိန်းပြောလာသည်မှုအဆုံးထိနားဆင်ဝေဖန်သုံးသပ်ပေးသွားကြပါအောင်ခင်ဗျာအရခတ်တော်ဘလို့ဒီစားဖို့ကောင်းလဲအရခတ်တော်ဒီယနေ့အချိန်မှာတကယ်ကိုရှေ့ကနေပြီးတော့ဥဆောင်ကြီးတိုက်နေတာဖြစ်တဲ့အတွက်ကျွန်တော်တို့နော် အညာဒေသနော်ဗမာဒေသမြဝကျွန်းပေါ်ဒေသရန်ကုန်ဒေသဒေသအစုံကကျွန်တော်တို့ရဲ့လူငယ်တွေ PDF တွေ LDF တွေပြည်သူတွေအနေနဲ့အရက်ခတ်တက်တော်နဲ့ပူပေါင်းဆောင်ရွက်ပြီးတော့နော်ကျွန်တော်တို့အရက်ခတ်တက်တော်နဲ့တူတူလက်တွဲပြီးတော့အရက်ခတ်တက်တော်ရဲ့ဥဆောင်မှုနောက်ကိုလိုက်ပြီးတော့လုံချဖို့သက်အရေးကြီးတယ်တကယ်စစ်အနိုင်တိုက်ပါသည်တကယ်စစ်အနိုင်နိုင်အောင်တိုက်နေရသည်အရက်ခတ်တက်တော်ဖြစ်တယ်နော် KIA ဖြစ်တယ်တကယ်ကိုလက်တွဲချနေကြတာဒီဘက်ကဆိုလို့ရှိရင် KNDA က KPDF KNDA တို့နော်ကိုမာဝီတို့ နော်ဒီဘက်မှာဆိုလို့ရှိရင်ရှင်းဘက်မှာဆိုလို့ရှိရင် CDF တို့ရှိတယ်တကယ်စော်နေကြတာနော်တို့တွေအကုန်လုံးအကုန်လုံးတကယ်စော်နေကြတာအဲ့တော့မြမပီအလဲပိုင်းဒေသကကျွန်တော်တို့လူငယ်တပ်ဖွဲ့တွေအနေနဲ့ဆိုလို့ရှိရင်မကွေးပကုတ်မန္တလေးစကိုင်းရခိုင်တပ်တော် AA နဲ့ရေလလစနစ်တကြကိုပူပေါင်းပြီးတော့နော်ထိုးစစ်တွေမှာပါဝင်ဖို့တိတ်အေးကြီးတယ်ဆိုတာကိုကျွန်တော်တင်ပြချင်တယ်အဲ့တော့အရကတက်တော် AA ရဲ့ခေါင်းဆောင်များအနေနဲ့လေကျွန်တော်ဒီနေရာမှာတင်ပြချင်တာကကိုကစပြီးတော့လက်လန်းစေချင်ပါတယ်နော်လက်လန်းဖို့တော့အရန်အလုပ်များရင်တော့နော်ပြည်သူဆက်ဆိုင်ဌာန email ဖြစ်ဖြစ်เนาะကျွန်တော်တို့စက်သွယ်ရန်ပုံစံတစ်ခုခုပေါ့ Telegram ဖြစ်ဖြစ် Signal ဖြစ်ဖြစ် Facebook ဖြစ်ဖြစ်တစ်ခုခုပေးပြီးတော့ဒီမြေပြင်ကရဲဘော်တွေအနေနဲ့เนาะ local တပ်ဖွဲ့တွေအနေနဲ့ကျွန်တော်ပူးပေါင်းဆောင်ရွက်လို့ရမယ် platform တစ်ခုအခြေအနေတစ်ခုကိုဖန်တီးပေးစေချင်တယ်เนาะအဲ့ဒါကိုကျွန်တော်ပြောချင်တယ်နောက်တစ်ခုကကျွန်တော်တို့ဒီနေ့ energy ရဲ့တရင်ဌာနတစ်ခုကနေပြီးတော့ ။ NUG ရဲ့လူ့အခွင့်အရေးဝန်ကြီးဌာနဤပြောကြားချက်တစ်ခုမှာ NUG ကပြည်သူတွေရဲ့သဘာဝဘေးအန္တရာယ်ကာကွယ်ရေးအတွက်ကိုစက်တန်းပေါင်း8000စက်တန်းဆိုတာကမြန်မာတွေရဲ့နားနဲ့သိမရှိဘူး။မျက်စိမှောက်တယ်။အဲ့တော့ကျွန်တော်တို့ဗမာတွေသုံးနေကြစက်သိန်းနဲ့ဆိုတော့စက်သိန်းပေါင်း8000ဒေါ်လာနဲ့ဆိုဘယ်လောက်ဖြစ်သွားလဲကြည့်ကြ။နော်။ကျပ်သိမ်းပေါင်း8000ကိုသုံးဆွဲတယ်ဆိုပြီးတော့ကျွတ်လိုက်တယ်အဲ့တော့အဲ့ဒါကတော့ကျွန်တော်ပြည်သူတွေကိုယ်တိုင်ပဲစုပ်ဖြတ်ကြတော့ အဲ့ကျတိမ်ပေါင်း9000ကိုဘလို့သုံးတယ်လေဆရာကြီးဦးကြည်မင်းကတော့တင်းစကားရေးထားပါတယ်ဒါတွေဒီအဖွဲ့စည်းတခုကပြောတဲ့စကားဖြစ်တယ်တကယ်ကြကြစနစ်ကြကြဇေယျစင်းနဲ့တင်လာတဲ့ဟာမဟုတ်ဘူးဒါကြောင့်မလို့ဒါတွေဒီတော့ကျွန်တော်မှတ်မိတယ်လို့ကျွန်တော်ပြန်ပြောတာနော်စနစ်ကြကြလုတ်ထားတာမဟုတ်တဲ့အတွက်မစစ်စစ်ရသေးတဲ့အတွက်အချင်းပြအာဂတိဘလောက်ကင်းမကင်းဆိုတာမသေးကြဘူးအတီးဖြစ်အမှတ်လို့မရဘူးဆိုပြီးတော့ဆရာကြီးဦးကြည်မင်းကတင်ထားတယ်ဆရာကြီးဦးကြည်မင်းဆိုတာကတရားလို့တော့ရှင့်နေကြီးဖြစ်တယ်လို့လုတ်တတ်ကကျွန်တော်အသက်ထည့်ကြီးရဲ့ ဒါမျိုးကိုသူကိုယ်တိုင်ကလည်းရှေ့ဒီဘဝနဲ့ကိုစည်ရဲစက်ပါလှုပ်လာစည်ရဲမှာကင်လာခဲ့ဘူးတဲ့ပုံကိုဆိုတော့ကြည့်လိုက်တာနဲ့သိတယ်။ပါးစားလိုက်တာနဲ့ဦးတခွေလုံးမြင်တယ်။နော်။အေးထုံတိတူသွားပဲ။နော်ကျွန်တော်ပြောချင်တာကခမညာဒီပတ်စံတွေကနော်ဒီပတ်စံတွေကခမညာတို့စောက်ကောက်ထားတာကအဘောကဘေးအတွက်ဆိုပြီးခေါင်းစဉ်နဲ့ကောက်ထားတာမဟုတ်ဘူးလေ။ဒီမစံလေးကောက်တဲ့ဒေါ်လေးအတွက်နော် အတူရှိပွဲဖို့အတူရှိစားဖို့ဒီလက်နက်ကြိုက်တိုက်ပွဲဝင်တဲ့ရဲဘော်တွေထွက်ဆိုပြီးတော့လုတ်ထားတာလေ ဒါကိုကျွန်တော်နဲ့အမြင်တူတဲ့ကိုအောင်စိုးမလိုက်ဆိုတဲ့ကျွန်တော်တို့88ကျောင်းသားရဲဘော်ကြီးကလည်းဒီလိုပဲပြောတယ်။နှုကြီးကစပြီးတော့ကောက်ထားတာကတော်လေးအတွက်ဆိုပြီးကောက်ထားတာလေးတဲ့။နော်။ကဘာဝဘေးအန္တရာယ်အတွက်ကောက်ထားတာမှမဟုတ်တာ။ကဘာဝဘေးအန္တရာယ်အတွက်ဆိုကဘာဝဘေးအန္တရာယ်အတွက်ဆိုတဲ့ခေါင်းစဉ်နဲ့ကောက်အောင်မှာဘော။နော်။နောက်တစ်ခုကခမရဒါတွေကနိုင်ငံတကာ NGO တွေရဲ့လှူဆောင်ငွေတွေလေ။နိုင်ငံတကာ NGO တွေကလည်းဒါမျိုးအတွက်ဆိုလို့ရှိရင် humanitarian ground humanitarian ground humanitarian ground နဲ့လူသားချင်းစာနာမှုဆိုတဲ့ခေါင်းစဉ်အောက်ကနေခင်ဗျာတာဒီကသိပ်လှုပ်ရှားလို့ရတဲ့ဟာတွေပဲပြီးလို့ရတဲ့ကိစ္စတွေပဲ ဒါကြီးကိုเนาะကျွန်တော်အနေနဲ့ကျက်သိန်းပေါင်း800တောင်းတယ်ဆိုတော့ကျွန်တော်ပြည်သူတွေရဲ့ comment တွေကိုဖတ်ကြည့်ပြီးပြည်သူတွေရဲ့အတန်ကိုပဲကျွန်တော်ပြောပါအောင်မယ်ခင်ဗျားတို့ဘယ်နေရာမှာပြီးလိုက်တာလဲဗီဒီယိုရှိလားဓာတ်ပုံရှိလားဒါမှမဟုတ်ရှင် location ပြောမှာဟမ်လုံခြုံရေးစိတ်ချအောင်လို့ခင်ဗျားလုံးဝယုံရတဲ့ပုံစံတွေကိုပဲကျွန်တော်တို့ပြောအများကြီးမပြောနဲ့ရတယ်ဘလို့လဲကျက်သိန်းပေါင်း800တောင်းဆိုတာကဒေါ်လာနဲ့တွက်မနေဘူးတော့ဒေါ်လာနဲ့တွက်မနေဘူး ခင်ဗျားတို့ဘယ်လိုသုံးလဲဆိုတာခင်ဗျာစာအိတ်လေး၁၀လောက်စီစီလေး၁၀ပုံလောက်ကလာမလုံးနဲ့မာလာနဝတနာဘစကမာရီလုတ်ပြနေရွက်တယ်ယိုးနေပြီနော်ယိုးနေပြီနောက်ဆုံးညာအဲ့ဓာတ်ပုံဆိုတာခင်ဗျားချက် GPT မှာ AI နဲ့လုတ်ခိုင်းအောင်ရတယ်ဆိုတာကိုကျွန်တော်ပြောပြတာခင်ဗျားတို့တင်တဲ့ဓာတ်ပုံတွေကအမှန်ကန်ဖြစ်မှာပါကို့ပိုင်ရဆိုင်ရာချင်းချင်းကိုခေါ်ပြလာဓာတ်ပုံရိုက်မယ်ဆိုလဲပြီးသွားတာဟုတ်တယ်ဟုတ်စင်ရပြတယ်ဆိုတာကစနစ်တကျစင်ရစစ်ချုပ်နဲ့နိုင်ငံတော်ကိုစနစ်တကျတင်ပြတာ မသိမသားလေးအသာလေးတရေထဲမှာဟိုလိုပြောတယ်လို့ဒီလိုပြောတယ်လို့နော်တကယ်တကယ်လမ်းပြတော့မှတိတယ်မှာထီလမ်းမှာပြောက်တယ်လို့မေ့တယ်လို့ယူတယ်လို့နော်အဲ့လိုမျိုးလုံးလုံးမရဘူးလေနောက်တစ်ချက်ကဒီဒီဒီချက်သိမ်းပေါင်း900ပေါင်းဆိုတာကပါလူခွေဦးကြီးဌာနကိုအောင်မျိုးမင်းတို့သုံးတာလားကျန်တဲ့ဌာနတွေကလူခွေပြားဘလောက်သုံးလဲချမ်းမကြီးကဘလောက်သုံးလဲခမင်းတွေဘာကြီးလုံးညာအဲ့တော့တော်လိုင်းရဲ့စိုးရဆိုပြီးလုံးရမှာလေခင်ဗျားတို့ကဘျူရိုကရေစီရန်ရည်ကတိစောက်နေတာ လွဲနေတယ်အဲ့ဒါကြောင့်မလို့ကျွန်တော်ပြောတာအညာပမာဒေသခင်ဗျား ခင်ဗျားတို့ NUG ကအညာဗမာဒေသရဲ့အစိုးရဖြစ်တော့လာမလုံးနဲ့။ဘာလို့လဲဆိုတော့ကျွန်တော်တို့လက်မခံဘူး။ခင်ဗျားတို့ရဲ့လက်ရည်လက်စကခြေစကခင်ဗျား၄နှစ်တာကာလ၅နှစ်ပြည့်တော့မှတွေ့သွားပြီ။မယုံတော့ဘူး။အဲ့တော့ကျွန်တော်တို့ယုံတာဘယ်သူယုံလဲ။ AA ကိုယုံတယ်။ AA လက်ရှိမကွေးရောက်နေပြီ။ AA မကွေးရောက်နေ။ AA AA ရာဝတီကျန်းကိုရောက်နေပြီ။ AA စကိုင်းတိုင်းမှာရှိတယ်။ AA ရှမ်းမြောက်မှာရှိတယ်။ AA ကချင်မှာရှိတယ်။ AA ကရယ်မှာရှိတယ်။ AA ဘကိုးမှာရှိတယ်။ AA မြန်မာပြည်နဲ့မှာရှိတယ်။ AA ကိုယုံတယ်။ Seeing is believing. Seeing is believing. ။ဘာကြောင့်လဲကျွန်တော်တို့ကအေးအေးလုတ်ပြနေတဲ့ဟာတွေကိုမြင်နေရတော့အေးအေးယုံနေ။အေးအေးယုံနေ။အေးအေးကိုယုံနေတော့ကျွန်တော်အနေနဲ့မြန်မာပြည်ရဲ့ဒေါ်လာရေးကြီးသားမလျှော့ဖို့ဆိုရင်အေးအေးကဥစ္စာမှုအေးအေးနဲ့မဟာမိတ်ပြုမှုအေးအေးနဲ့မိတ်ဖက်ပြုပြီးတော့သွားမှရမှာ။နော်။အေးအေးကိုကျွန်တော်တို့ကတကယ်ကိုပူပေါင်းဆောင်ရဖို့လိုတယ်။ထိုနည်းတူသွားပဲ။အေးအေးကိုနော်ရန်ပေါင်းစုနော်ဘင်္ဂလားဒေ့ရှ်ကကောင်းနေတော်တော်လေးအနောက်ရှက်ပေးတယ်။အဲ့ဒီဘင်္ဂလားဒေ့ရှ်ကဘင်္ဂါလီအကြမ်းဖက်တောင်ညာသူတွေဤနော်နောက်ရှက်မှုတွေကို ဲ့ဒါကိုလည်းကျွန်တော်တို့ပြည်သူတွေကအေးနဲ့သသားတွေစန့်ကြရမယ်။ဒါကိုလည်းကျွန်တော်ပြောချင်တယ်။အဲ့တော့ကျွန်တော်တို့ကအသာတော့ခံချင်တယ်အသာတော့မစံချင်ဘူး။အေးကအောင်ပဲရင်တော့အေးအောင်ပဲငါအဝဲဆိုပြီးတော့ခမားလို့ပွဲခံရင်အေးကိုထိုးနေတာဘုကြောင့်ထိုးနေနိုင်လို့ထိုးနေတာဆိုလို့ရှိရင်အေးကိုထိဓာတ်ကြည့်ဘုကြောင့်ထိုးနေနိုင်အောင်ထိတာငါထိတာပဲဆိုတဲ့ဟာမျိုးကိုကျွန်တော်တို့ပြည်သူအရောက်ချင်းစီတယ်မပြောဘဲနဲ့သိရမယ်။ကျွန်တော်တို့အကုန်လုံးကပါကူပါမယ်ဝင်ရမယ်အေးအောင်ပွဲကိုကြိုက်လက်သီးလက်မောင်းတက်ပြီးတော့အောင်ပွဲခံလို့ရှိရင်ဒီဘက်က အေးအေးကိုဝိုင်းပြီးတော့ထိုးချနေတဲ့ဟာဒီအပုတ်ချနေတဲ့ဟာဒီမြေပြင်မှာလာပြီးတော့နောက်ကိုကျောင်းဒဏ္ဍာထုတ်ပြီးတိုက်ခိုက်နေတဲ့အာဆာတို့အာဆာဆိုတို့နော်အာဆာဆိုတာ Arakan Ranger Salvation Army ကျွန်တော်မတိကပြောတဲ့ခါမှာမှားပြောမိတယ်နော်အာဆာကိုကျွန်တော်ဟွာလို့ပြောမိတယ်ဗါလဲအာအာဆာကိုမနေ့ကကျွန်တော်မှားပြီးပြောမိတာက Arakan Ranger Solidarity Organization ဆိုပြီးတော့ကျွန်တော်ပြောမိတယ်နော်အာဆာဆိုတာက Arakan Ranger Salvation Army ဆိုပြီးတော့သူတို့သုံးတာအဲ့အဲ့ကောင်တွေကဘင်္ဂလားဒေ့ရှ်ကနေပြီးတော့နော် လက်နဲ့ဒီထောက်ပံ့နေစစ်နော်စစ်စခန်းကြီးဖွင့်ပေးတယ်စစ်ညာတွေတင်ပေးတယ်ဒုက္ခတွေစခန်းကြီးထဲမှာလူစုတယ်တွဲထုံးလုံးဆိုတယ်ဒါကိုဘင်္ဂလားဒေ့ရှ်ဘင်္ဂလီအစိုးရကမြှောက်ပေးနေတယ်ဒါကိုကျွန်တော်တို့ပြည်သူတရားလုံးကဒေါ်လာရေးတပ်ဖွဲ့တွေကကျွန်တော်ပြည်သူအရောက်ချင်းစီတိုင်းကဒါကိုမြင်အောင်ကြည့်ပြီးတော့အေအေနဲ့တူတူကျွန်တော်တို့တွေနော်တရားဝင်ရက်တိချောင်းဆိုတာကိုအကုန်လုံးပြောကြရမယ်အကုန်လုံးလုပ်ကြရမယ်အကုန်လုံးကလုပ်ကြရမယ်ဘာကြောင့်လဲအေအေရဲ့အောင်မြင်မှုကျွန်တော်တို့အောင်မြင်မှုယနေ့ကျွန်တော်တို့ကမ္ဘာစားဆက်ရုံနေနာကိုရောက်နေပြီ ကပ္ပစာချမာလာချကပ္ပစာချမာလာချကပ္ပစာချမာလာချဒီကပ္ပစာတွေကိုအေကအမြန်ဆုံးသုံးနဲ့တိမ့်နိုင်ဖို့အရေးကိုနော်ဘကိုးနော်မကွေးမန္တလေးစကိုင်း PDF တွေကအပြည့်အဝဝိုင်းပြီးတော့ပူပေါင်းဆောင်ရွက်စေချင်တယ်။ဒါပြင်ကျွန်တော်တို့မြေပြင်မှာရှိတဲ့အဖွဲ့တွေအကုန်လုံးဝိုင်းပြီးတော့အေအေနဲ့တူတူဒီကပ္ပစာသိမ်းတဲ့ဟာတွေမှာနော်ဒီ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 ပြောမှာအကုန်လုံးဝိုင်းပြီးတော့နိုင်ငံတော်ပါစေချင်တယ်။ကရင်ပြည်နယ်ဘက်ကိုလှည့်ကြည့်အောင် မြောက်ဒီဘက်မှာစက်ကောင်စီကနော်စက်ကောင်စီကစစ်စေးတွေလုပ်တယ်တခါ DKBN နဲ့ KNL နဲ့တက်ပွဲဖြစ်တယ်ဂရမ်ဘန်နံဘက်မှာ DKBN ရဲ့နော် KNL ရဲ့ PC ရဲ့နော် BGF ရဲ့အဲ့ဒါတွေရဲ့ထိုးဖောက်မှုနဲ့အဲ့ဒါတွေရဲ့နေမြေဆိုးမှုနဲ့ အရာဒီရဲ့စက်ကောင်စီနဲ့မအားလာနဲ့ပတ်ဝန်းမှုတွေကတော်တော်ကိုသဘုတ်ပြီလို့လိန်ရှုပ်နေတာပဲအဲ့လိုအနေထားကိုမြင်နေရတယ်ဆိုတော့အဲ့ဒီဒေသကိုရောက်သွားတဲ့ PDF တွေ LDF တွေနော်စစ်တပ်ကမြင်ရတာရှိတယ်ဘာကြောင့်လဲဆိုတော့အဲ့လိုမျိုးဒီ DGBA BGF နော်နောက်တစ်ခါကျတော့ဒီဘက်က PC ဓာမျိုးတွေကခံနေတဲ့ဟာတွေရှိတယ်ဆိုတော့ကျတော့စစ်တပ်ကမပေးဘူးနော်လှုပ်ရှားမှုမပေးဘူးဓာမျိုးတွေရှိတဲ့အခါကျတော့တချို့တွေနော်ကျွန်တော်တို့မျိုးလည်းပြောင်းဝင်သွားတာရှိတယ် တချို့တွေထိုင်းမကူထွက်သွားတာရှိတယ်။နော်တချို့တွေအခုချိန်ကြီးနေပြီးတော့နော်နေပြီးတော့ဘာမှမလုပ်ရတာရှိတယ်။ဒီလိုအနေထားတွေဖြစ်တဲ့အခါကျတော့တော်လန်ရေးကြည့်မြန်မာတပီလုံးလွတ်မြောက်ရေးမှာကိုရီးယန်ပြည်နယ်လွတ်မြောက်ရေးမှာခရင်ကကိုပိုင်အောက်ချုပ်မှုကိုပိုင်ပြတန်းခွင့်လွတ်မြောက်ရေးခီးလမ်းမှာအဲ့ဒီခုနက BGF တွေနော်နောက်ကကျတော့ဒီဘက်က DKBA တွေ PC တွေဒါတွေကြောင့်အများကြီးနှောက်နေရတာရှိတယ်။အဲ့တော့ကျွန်တော်အနေနဲ့ပြောချင်တာအဓိကကအဲ့ဒီဒေသကိုရောက်သွားတဲ့နော်ကျွန်တော်တို့ လူငယ်တွေအာကိုတကြီးနဲ့ရောက်သွားတယ်လက်လက်ကင်တော်လိုက်ရေကိုဆင်းတော့ကျွန်တော်ရောက်သွားတယ်ရတဲ့အချိန်မှာနော်အဲ့ဒီဘက်ဒေသမှာအဆင်မပြေတော့ဘူးနေဖို့လည်းခက်ခဲရှိလာပြီဆိုရင်ကျွန်တော်တို့အညာဘက်ကိုဒါမလို့ရှိရင်ရခိုင်ဘက်ကိုဒါမလို့ရှိရင်စကိုင်းဘက်ကိုနော်ကချင်ဘက်ကိုကူးပါကူးကြပါနော်သွားစေချင်တယ်အဲ့ဘက်ကိုအဲ့ဒီဂရမ်ဘက်မှာပဲခင်ဗျာဒီအချိန်ကျလို့ရှိရင်ဟိုလိုလေးချွေးသိလိုက်ဒီလိုလေးချွေးသိလိုက်ဆိုတဲ့အခါကျရင်နောက်ဆုံးအခုဆို၄နှစ်ကျော်၅နှစ်ရှိပြီအဲ့တော့တော်လိုင်းအေးကြီးကို ကျွန်တော်တို့တကယ်ကိုရှေ့ကိုအကောင်မောင်းတဲ့နဲ့မောင်းနေမှုကြတော့အဲ့ဒါကစိန်ခေါ်မှုကြီးကြီးဖြစ်တယ်။ဒါကိုလည်းကျွန်တော်တင်ပြခြင်းတယ်။နော်။ဒါကိုလည်းကျွန်တော်တင်ပြခြင်းတယ်။အဲ့တော့ကျွန်တော်တို့ဒီဒေါ်လာရင်းကြီးအောင်ဖို့ဆိုတာကကျွန်တော်တို့အားလုံးအားလုံးကကိုယ်လုံနိုင်တဲ့အလုပ်တွေကိုအမြဲတမ်းလုပ်ရမယ်။ဒါကဒီဒေါ်လာရင်းကြီးအောင်ဖို့ဆိုတာကဟိုလူကခိုင်းမှဒီလူကခိုင်းမှမဟုတ်ဘူး။လူတိုင်းလူတိုင်းကကိုယ့်ဘာကိုအရောက်ချင်းစတဲ့ကကိုယ့်တာဝန်ကိုယူရမှာ။ကိုယ့်တာဝန်ကိုယူရမှာ။ ဘဘဝင်တဲ့စကားကိုနော်ငှပြီးတော့ရင်ခက်ဝင်ကိုထမ်းပြီးတော့ခက်လန်းကိုရှောက်ဖို့ဘဘဝင်တဲ့စကားကိုပဲထပ်ပြီးတော့ငါသုံးမယ်လူတိုင်းလူတိုင်းကအရေးတော်ပုံတက်သားဖြစ်ရမယ်ဘဘဝင်တဲ့ကပြောတယ်ကျွန်တော်ကအရေးတော်ပုံတက်သားတယ်အဲ့တော့ကျွန်တော်တို့ပြည်သူတွေကဒီတော်လန်ရင်ကြီးအောင်မြင်ဖို့ဆိုတာကငါတို့ကတော့ပြည်သူဟဲ့ဆိုပြီးတော့နမဲခဏပြီးတော့ကိုစီပွားလေးကိုရှာပြီးတော့အေးအေးလုပ်နေအဲ့ဒါတာဝန်မကျေတော့ပြည်သူဖြစ်နေမယ်အဲ့တော့ကျွန်တော်တို့ဒီတော်လန်ရင်ကြီးအောင်မြင်ဖို့ဆိုတာကတာဝန်ကျေတော့ပြည်သူတာဝန်သိတတ်တော့ပြည်သူ တာဝန်ယူမှုရှိသောပြည်သူတာဝန်ခံမှုရှိသောပြည်သူတွေဆိုတာလေလိုအပ်တယ်အဲ့တော့တာဝန်မဲ့သောပြည်သူနော်အဲ့လိုမျိုးတွေကြီးပဲဆိုလို့ရှိရင်တော်လရင်ကြီးကရှေ့ရမှာမဟုတ်ပြတ်သွားလိမ့်မယ်အဲ့တော့အဲ့လိုမျိုးတာဝန်မဲ့တဲ့ပြည်သူဆိုတဲ့သူတွေကို BNN တို့တရုတ်တို့ရုရှားတို့မှာကတော့သူတို့ရဲ့ဥဆောင်အဖွဲ့စည်းတွေကခေါ်ပြီးတော့စစ်တမ်းပေးပြီးတော့ရှေ့ကိုတပတ်တပတ်နဲ့စစ်တမ်းပေးပြီးတော့ရှေ့တန်းထွက်ခိုင်းတာအဲ့ဒါရှင်းတယ်အကောင်လုံးလုံးပြဖို့လို့ပြလုတ်တဲ့နာကိုလုတ်တယ်ဆိုပြီးတော့လုတ်တယ်အဲ့ဒါရှင်းတယ်ဒါကိုပြောပြတာ ယနေ့အချိန်မှာစစ်ကောင်စီကအတင်းကျပ်စစ်မှုထမ်းဥပဒေနဲ့လူငယ်တွေကိုစစ်မှုထမ်းအတင်းသွင်းနေတဲ့အချိန်ကြတော့ဟိုကောင်တွေဘက်ကလူသသိန်းလောက်ထိရသွားတယ်လူသသိန်းလောက်ထိရသွားတယ်အဲ့လိုပေါ်တာဆွဲတဲ့အချိန်မှာနော်ကိုအင်္ဂါမိသားစုကိုပေါ်တာလာဆွဲတဲ့အချိန်မှာအတင်းကျပ်ရိုးရင်းဆန်ခတ်တဲ့ကျွန်တော်တို့ပြန်ပြောခွင့်ရှိသလားပြန်ပြောလို့ရမလားမရပါဘူးလုံးလို့လည်းမရပါဘူး ဘလို့မှလည်းလောက်တာမတွေ့ပြီပါဘူးနော်ဘာကြောင့်လဲဟိုကောင်ကလက်နဲ့ရှိတာကိုလူမဟုတ်ဘူးဆိုတာကိုသိတာကိုတရိစ္ဆာန်နေဆိုတာသိတာကိုဟုတ်တယ်ဟုတ်တကယ်တော့ဒီတော်လိုင်းကြီးအောင်မြင်ဖို့ဆိုတာတကယ်တကယ်လို့မျိုးပေါ်တလာဆွဲတဲ့အချိန်မှာမင်းကမန္တလေးကမိသားစုလိုရဲရဲတောက်တပိသားစုလောက်ကနနတိကလုံးလောက်ကျွေးကြည့်ပါလားတကယ်လို့ကိုယ်အိမ်မှာလာပြီးတော့ပေါ်တာဆွဲတဲ့အချိန်မှာပြည်သူတွေကပြည်သူငါပြည်သူဟဲ့ဆိုပြီးတော့ဟမ်ငါပြောမှုတလုံးလောက်ကျွေးကြည့် NCA 30နှစ်ပြည့်ပွဲမတက်ရန်နိုင်ငံတကာတနမန်များကို EAO 6ဖွဲ့တိုက်တွန်းတနိုင်ငံလုံးပြစ်ခတ်တိုက်ခိုက်မှုရစဲရေးသဘောတူစာချုပ် NCA ဟာစစ်အာဏာသိမ်းမှုနဲ့အတူဖျက်ဆီးခံလိုက်ရပြီးလမ်းဆုံးနေပြီဖြစ်ကအာဏာရှင်စနစ်အဆုံးသက်ရေးတာအဖြစ်ဖြစ်တာကြောင့်ကုလသမဂ္ဂနဲ့အာဆီယံအပါအဝင်နိုင်ငံတကာတနမန်တွေအနေနဲ့30နှစ်ပြည့်အခမ်းအနားကိုမတက်ရောက်ဖို့ NCA တိုင်းရင်းသားလက်နက်ကိုင်6ဖွဲ့ကပူးတွဲတောင်းဆိုလိုက်ပါတယ် NCA ကိုအမိခံပြီးပြုလုပ်တဲ့ဟန်ပြလုပ်ငန်းစဉ်တွေနဲ့2008ဖွဲ့စည်းပုံအောက်ကအတုအယောင်ရွေးကောက်ပွဲတွေဟာတရားဝင်မှုရချင်တဲ့စစ်အာဏာရှင်တွေရဲ့ကြိုးပမ်းမှုတာဖြစ်ပြီးပြည်တွင်းပဋိပက္ခတွေကိုပိုပြီးရှေ့ကျစေလိမ့်မယ်လို့ NCA လက်မှတ်ရေးထိုးထားတဲ့ EAO 6ဖွဲ့ကအောက်တိုဘာ13ရက်စွဲနဲ့ထုတ်ပြန်အတည်ပြုခဲ့တာဖြစ်ပါတယ်။ ချင်းမျိုးသားတအူ CNF ပြောခွင့်ရသူစလိုင်းထက်နီကအဓိကတော့နိုင်ငံတကာကနေဒီຫນွေဥတော်လန့်ရေးမှာကျွန်တော်တို့အတွက်ပြီးတော့တိုင်းသူပြည်သားတွေအတွက်လုံနိုင်တာအများကြီးရှိပါတယ်စီရေးမဟုတ်ရင်တော့တန်တမာရေးအရတော်လကောင်ဘက်ပေါင်းစုံကနေအဲ့ဒီလိုလူခွင့်ရခဏကနေတော့လကောင်လုံနိုင်တာတွေအများကြီးရှိပါတယ်အဲ့ဒါကြောင့်နိုင်ငံတကာကကျွန်တော်တို့ဒီအချက်လက်တွေနဲ့တောင်းဆိုတာဖြစ်ပါတယ်လို့ပြောပါတယ် စစ်ကောင်စီက NCA 30နှစ်ပြည့်အခမ်းအနားနဲ့အလို့ယုံဆွေးနွေးပွဲကိုနေပြည်တော်မှာရှိတဲ့ NICC1 မှာအောက်တိုဘာ15ရက်ကနေ16ရက်အထိကျင်းပဖို့ပြင်ဆင်ထားပြီးနိုင်ငံတကာတနမန်တွေကိုပါဖိတ်ကြားထားတာဖြစ်ပါတယ်။ဒါကြောင့် EAO 6ဖွဲ့ကနိုင်ငံတကာအတိုင်ဝန်အနေနဲ့ NCA ကိုအကြိမ်ကြိမ်ချိုးဖောက်ခဲ့တဲ့စစ်တပ်ကကျင်းပတဲ့ပွဲကိုမတက်ရောက်ဘဲမြန်မာပြည်သူနဲ့အတူရက်တီကြောင်ပြသဖို့တောင်းဆိုခဲ့ပြီးအာဏာရှင်စနစ်အဆုံးသက်ရေးတာအဖြစ်ဖြစ်တဲ့အကြောင်းဆိုပါတယ်။ လားဒီလိုမျိုးလာလုပ်ခဲ့ချိန်မှာငါပြည်သူဟဲ့ဆိုပြီးတော့အုတ်ကြီးကိုဟမ်ကျွေးကြည့်ပါလားကျွန်တော်တို့ပြည်သူတွေအကုန်လုံးကသာညီပြီးတော့ကိုယ့်ဒေသလိုက်ဘယ်သူမှခိုင်းစရာမလိုပဲနဲ့ပြောစရာမလိုပဲနဲ့ငါပြည်သူဟာမခံဘူးခဲ့ဆိုပြီးတော့ရတယ်ဒီနဲ့ဟိုအောင်လေလာတဲ့လမ်းမှာမလုပ်ထားမလဲဟမ်ဒီလိုမျိုးသာအကုန်လုံးကနေရာနဲ့မှာဝိုင်းလုံးမယ်ဆိုရင်ကျွန်တော်တို့ပြောချင်တဲ့အားလုံးပါဝင်မှုဆိုတာကကျွန်တော်တို့ပြည်သူတွေကိုယ်တိုင်ကလည်းအကုန်လုံးကအဲ့လိုမျိုးဝိုင်းလုံးမယ်ဆိုရင်ဒါလည်းမဟုတ်ဒါကတော့ PDF လုပ်နိုင်မယ်ဒါကတော့ LDF လုပ်နိုင်မယ်နော်မဟုတ်ဘူး ကျွန်တော်တို့ဒီတိုင်းပြည်ကြီးလွတ်မြောက်ဖို့ဆိုတော့ကအားလုံးကကိုယ်တော်ဝင်ကိုယ်ယူရမှာတကယ်ပြောတာပါကြည့်ပါစစ်မှုတလာခေါ်တဲ့အချိန်အိတ်တိမ်လောက်ကဟမ်အကုန်လုံးကနေပြီးတော့ငှက်ကြီးတောင်တွေဆွဲပြီးတော့ကစ်ထလိုက်တယ်ဟမ်စစ်မှုတလာပြီးတော့အစ်ခေါ်တဲ့အချိန်မှာဂျင်ကလေးတွေနဲ့စော်လိုက်တယ်စစ်မှုတလာခေါ်တဲ့အချိန်မှာဟမ်ဒါမျိုးပေါ့ကက်ကက်လိုက်ရန်တွက်လိုက်တယ်ဆိုတဲ့ဗီဒီယိုမျိုးတွေ့ကြပါလေဟမ်အမမန်တော့ကျွန်တော်တို့ပြည်သူအယောက်ချင်းစီတန်းကလောက်ရမဲ့တာဝန်ရှိတယ်နော် ကွန်တာဝင်ကိုရောမှာလုံးလုံးမရသေးတဲ့အနေအထားတွေကျွန်တော်နားလေတယ်နော်။ကြောက်ပဲဆိုတာနားလေတယ်။လူဆိုတာကြောက်တယ်။နားလေတယ်။ဒါပေမဲ့တချို့တော်လိုင်းရေးမှာတချို့ဒေသတွေမှာအဲ့လိုလုပ်ခဲ့ကြတယ်။လုပ်ခဲ့ကြတယ်။အဲ့တော့ကျွန်တော်ပြောချင်တာလူဆိုတာတတ်သမှတ်သေးပွားတယ်။ပြောချင်တာကအဆွေရှိတဲ့အစိတ်ရှိတဲ့မပွဲဆိုရင်လူတွေကထွက်ပြေးကြတယ်။လင်းဝေကြရင်ရိုက်တက်ပြီးတော့ချက်စားကြတယ်။ ကျွန်တော်ပြောတာကကမန္တလေးကမိသားစုအိတ်ဆက်ချက်မထားနဲ့အကောင်လုံးတသမတ်ရဲ့ဆက်ဆက်ကျွန်တော်ပြောချင်တာအဲ့တော့ကျွန်တော်ပြောချင်တာပြီးသူဆိုပြီးတော့အရေးကွန်ခြုံထားပြီးတော့ဘေးထိုင်ဘူးပြောဝိုင်းမလို့အပြစ်တင်ထိုးချအဲ့ဒါပြီးသူမဟုတ်ဘူးအဲ့ဒါဒီစစ်ကောင်စီအလို့ကြဖြစ်တယ်ဒါကိုပြောချင်ချက်တယ်အဲ့တော့ချက်ပြောမယ်ပြီးသူဒီလည်းကျေးဇူးရှင်မဟုတ်ဘူး နော်အဲ့တော့ကိုကိုကိုဂျေဆုရှင်လူတန်းစားအနေနဲ့မသတ်မှတ်နဲ့တကယ်တကယ်တော့ဒေါ်လာရင်းရဲ့မဟာဗျူဟာမြောက်ကိုကြည့်မယ်ဆိုရင် PDF LDF ဒီထိုက်ဆုံးကဘာကြောင့်လဲသူတို့ရှေ့ကနေလက်နက်ကင်ပြီးတော့တိုက်ပွဲဝင်မှာကျွန်တော်တို့ဒေါ်လာရရှေ့ရပါသူတို့တွေအောင်မြင်ဖို့လို့အတွက်အဆဆအရာရာကုညီရမှာကျွန်တော်တို့ရဲ့တာဝန်ဒါကိုသိရှင်းနေဖို့လိုတယ်ပြည်သူကငါနဲ့တာဝန်ချေပြီးသား노မဟုတ်ဘူးပြည်သူဒီဒေါ်လာရင်းအောင်တဲ့ဒီတာဝန်ချေရမယ်노ခမရဟုတ်အဲ့ဒါမှားနေပြီမကြည့်သေးဘူး တော်လိုင်းအောင်တဲ့အထိကိုပါဝင်ရမှာအခု PDF တွေ LDF တွေကခမားလို့တဲ့တောင်းကြည့်တယ် No ခမားအလားရှင်းဖို့လိုတယ်နော်ရှင်းဖို့လိုတယ်ပြည်သူကတာဝန်မခြေသေးဘူးတော်လိုင်းမအောင်ခြေတာဝန်မခြေသေးဘူးတာဝန်မခြေသေးလို့ကြီးကားတွေအပြစ်မရသေးဘူးတာဝန်မခြေသေးလို့ကျွန်တော်တို့စေးတွေအပြစ်ဝမရသေးဘူးရှင်းတယ်ဒါကျွန်တော်ဘယ်သူမှမလိုက်ပြောနေစရာမကြောင်းမရှိဘူးအဲ PDF ကလည်းငက်သေးတယ်စားစရာမရှိဆိုတာသိတယ်အေးခမားတို့တဲ့ လက်နက်ကင်ပြီးတော့တောထဲမှာတွားပြီးတော့အပင်ပန်းခံပြီးတော့အသေးခံပြီးတော့လုံနေတဲ့ပြည်သူတွေကပတ်သွားလာတယ် PDF LD ကမှပို့တောင်းဝင်ကြည့်တာခင်ဗျားအဲ့လောက်တော့စဉ်းစားလို့မတတ်ဘူးလားကျွန်တော်စဉ်းစားလို့မရလားအဲ့အဲ့လောက်တော့မစဉ်းစားတတ်ဘူးလားခင်ဗျားတရက်လောက်တွားပြီးတောထဲတွားနေကြည့်ခင်ဗျားတရက်လောက်ဘုံကျဲလောက်ကိုခံကြည့်ခင်ဗျားတို့တရက်လောက်ရှေ့တန်းကိုတွားကြည့်ခင်ဗျားအချိန်တန်းတော့ကိုယ့်ဘက်ကိုအိမ်မှာဥစ္စာတယ်လီဗီရှင်းလေးကြည့်လိုက်ဘောဘလေးကြည့်လိုက်ပြီးတော့မှပြည်သူကငန်းနေစာတာဝန်ချေပြီး no တာဝန်မချေသေးဘူး တာဝန်တွေဆက်ထမ်းနေရအောင်ပဲတာဝန်ချေပြီးသားဆိုတာမရှိဘူးခင်ဗျားလည်းတာဝန်မချေသေးဘူးကျွန်တော်လည်းတာဝန်မချေသေးဘူးကျွန်တော်လည်းရတာပဲရှင်းလားမသိဘူးနေစိမ့်နေသူနေသားတလို့နေတဲ့လူတွေဟာအဲ့ဒါကပြီးသူတာဝန်ခံလို့မရဘူးအဲ့လိုမျိုးမသိချင်အောင်စောင့်ပြီးတော့ဖာတိပါတာနဲ့ကိုယ်တဘို့တည်းကြီးတဲ့ဟာတွေကပြီးသူနာမည်မခံတတ်ဘူးအဲ့လိုမျိုးလူမျိုးတွေဖွဲတွေသကွဲတွေအဖြုံးတွေကစက်ကောင်စီကိုအမေရနဲ့တူတူပဲ ဓမ္မနဲ့အာဓမ္မနဲ့တိုက်ပွဲမှာလက်မျိုးပဲရှိတယ်။ဓမ္မဘက်ကရက်ရက်မရက်ခင်ဗျာအာဓမ္မပဲ။မတရားမှုကိုအာဓမ္မသမားတွေကကျူးလွန်နေတဲ့အချိန်မှာပြောဖို့ပြက်ကွက်ရယ်။ဒါထင်ရှားတယ်ဆိုမိတ်နော်။အဲ့ဒါခင်ဗျာလည်းအဲ့ဒီမတရားမှုမှာပါဝင်နေတယ်တူပဲတဲ့။အဲ့တော့ဒီအချိန်ကစပြီးကျွန်တော်ပြောမယ်။ကျွန်တော်တို့ပြည်သူတွေလည်းတာဝန်မကျေသေးဘူး။ကျွန်တော်တို့ထဲအမြဲတမ်းငါကပြည်သူတွေဆိုပြီးတော့ပြောမယ်ဆိုစဉ်းစားတတ်ကိုခင်ဗျားတို့စဉ်းစားရမှာကကျောတောင်တွေထဲမှာရှိတဲ့ငါတို့ရဲ့တူရွယ်သားရွယ် ခလေးလေးတွေမျက်နှာပြန်ကြည့်တို့တို့လာတာမှာငါတို့ပောက်တတိမရှိပါလားတို့တို့လာတာမှာငါတို့မစွန့်စားရပါလားတို့တို့ကငါတို့ကအကြတွေကြီးနေပါလားဆိုတော့ပြန်တတိရအဲ့တော့နေရာကမှာငါကပြီသူငါကပြီသူငါကပြီသူတော့အဲ့ခမရလို့ခမရလို့ရဒီတတိုင်းပြီးတော့လွတ်မြောက်ခမရလေးလုံးရမယ်အားလုံးလည်းလုံးရမယ်အေးမလုံဘူးမလာဘောမနေတယ်မလာပကတ်နေဆိုလို့ရှိရင်အဲ့ဒါဒီရန်သူပြတ်သွားမယ်ရှင်းတယ်ပြီးသူဒီတော်လည်းပြီးပြီထိ တော်လိုင်းပြီးရင်လဲတော်လိုင်းရဲ့ဒီအောင်မြင်မှုကိုဆက်လက်ရရှိချိန်သိမ့်ဖို့ဒါကိုကျွန်တော်ပြောချင်တာတောက်ရှောက်ကိုဘယ်တော့မှမပြီးဘူးတာဝန်ကြီးတယ်ဆိုတာခင်ဗျားသေသွားတဲ့အချိန်ကျရင်ကြည့်မယ်ကျွန်တော်သေသွားတဲ့အချိန်ကျရင်တာဝန်ကြီးလားမကြည့်လားဆုံးဖြတ်မယ်မသေမချင်းကိုတာဝန်ကြီးလားမကြည့်လားဆိုတော့ကျွန်တော်ကပြောလို့မရဒါကိုလည်းကျွန်တော်ရှင်းရှင်းလင်းလင်းပြောထားချင်တယ်အဲ့တော့ဒီနေ့အချိန်ကနေစပြီးတော့အားလုံးအားလုံးအားလုံးကိုကျွန်တော်တင်ပြချင်တာကဒီဒေါ်လာရေးကြီးမှာနံပါတ်1အရေးကြီးဆုံးက PDF တွေ LDF တွေ UG တွေ ခမည်းတော်တွေပူပေါင်းဆောင်ရွက်မှုနည်းရင်ခမည်းတော်တွေတာဝန်မေ့ဒါပြီးကုမ္ပဏီတို့ခမည်းမင်္ဂလိပ်ကမိသားစုလိုမျိုးအော်ကြောလန်လုပ်ရင်အတော်လေးကိုအနောက်ချက်ပြီးတာတူပဲဒါကိုတော့သိစေချင်တယ်နော်အဲ့တော့အာရကတတော်အေးဘာကြောင့်အောင်မြင်လဲမေ့အေးအေးကခေါင်းဆောင်မှုအပြည့်နဲ့ဟေးပြည်သူတွေဒီလိုလုပ်ဆိုရင်ပြည်သူတို့ကအကုန်လုံးဘာမှအမေးအမြန်းမရှိဘူးအေးအေးကပြည်သူတွေကအဲ့လိုမျိုးရှိတယ်အဲ့တော့အေးအေးကပြောလိုက်လို့ရှိရင်တိတ်ဆိုတိတ်ပိတ်ဆိုပိတ်ဟိတ်ဆိုဟိတ်ဆိုတဲ့ရခိုင်လူလူကြီးရှိမှာတော့ ီဒေါ်လာရဲ့ကြီးအောင်ညာမဆမ်းမှုအဲ့တော့ဒီနေ့ဒီအချိန်မှာလေခုနကမက်ဒလင် PDF နဲ့နော်ခုနကမိသားစုတစုနဲ့ဖြစ်တဲ့အကြောင်းအရာကိုမူတည်ပြီးကျွန်တော်တို့ပြည်သူဆိုတာဘလို့လဲငါတို့ပြည်သူဆိုတာကငါတို့ကအခွင့်ကျူးခံလို့မရဘူးလုံးလုံးမရဘူးဆိုတာကျွန်တော်ဒီနေ့ live နဲ့သတိပေးခြင်းဖြစ်တယ်အဲ့တော့ပြောချင်တာခင်ဗျားလက်ပြည်သူပဲကျွန်တော်လက်ပြည်သူပဲအေးကျွန်တော်တို့တွေဘယ်တော့မှတောင်းချင်မှာမဟုတ်သေမအဲ့ဒါတော့မှကျွန်တော်တို့တရားဝင်ဘလောက်ကြည်တယ်လဲဆိုတာဆုံးဖြတ်ပါအချိန်နဲ့တမန်ရဆုံးဖြတ်ပါအဲ့တော့ယနေ့ ကိုကိုကိုငါတို့ကတော့ပြည်သူပဲဟာအစ်စေးအစ်စေးဆိုပြီးတော့မန်တက်မယ်လို့စဉ်းစားတိုင်းမန်စုပ်ပြန်ချိုးပြောမယ်ငါ PDF တရားတော့တော်ထဲမှာတရက်သွားနေနေလားစစ်တနံသွားတက်နေတာငါတို့သူတို့တော့ပေးဆက်နေတာအေးငါတို့အဲ့ဒါမလုပ်နိုင်ပဲနဲ့အဲ့ဒီတော်ထဲမှာရှိတဲ့ PDF LDF တွေမြို့ပြမှာပုံကောင်းနေတဲ့ UG တွေကိုနောက်ချက်မပြီးပါနဲ့မကူညီနေပါအနောက်ချက်မပြီးပါဒါကိုတော့ကျွန်တော်အနေနဲ့ပြောချင်တယ် ဲ့တော့ကျွန်တော်တို့ဒီဒေါ်လာရဲ့ကြီးအောင်မြင်ဖို့က mask ရဲ့ media ရဲ့ money ရဲ့ military ရဲ့ m လေးလုံးကဆက်ဆက် mask ဆိုတဲ့လူ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 ဆိုတာကခင်ဗျလူလူဆိုပြီးတော့ရှစ်ခိုးအတင်းနဲ့ like ပြီးတော့ငါပြောပွဲအုပ်ပွဲနဲ့ down man နေရတဲ့လူလူမျိုးပြောတာမဟုတ်ဘူးတာဝန်ယူတာဝန်ခံမှုရှိတော့သိတတ်တော့အပြည့်ဝကိုဘကကိုဝဆက်ကိုငွေကိုပါဝင်တော့ပြီးသူလူလူအဲ့ဒါကခင်ဗျ like ပြီးတော့တင်းတိုင်စီအောင်နေစီရမဟုတ်ခင်ဗျလည်းပို့ဒီစက်တဲ့နဲ့ကိုပါမယ်ကျွန်တော်လည်းကျွန်တော်အသိစိတ်နဲ့ကျွန်တော်ပါမယ် media ဆိုတာကမှန်မှန်ကန်ကန်ပြောဖို့ဒီနေ့ media တွေမှန်မှန်ကန်ကန် speaker တွေမှန်မှန်ကန်ကန်ထွက်ပြောရတဲ့တတိရှိဖို့လိုတယ်ခင်ဗျ like ပေါ်တက်ပြီးပြောနေမှာတော့ ဘာကိုမျောလင်းချက်မှမထားပါနဲ့အမှန်တရားကိုပြောပါတတိရှိရှိပြောပါဓမ္မဆိုတဲ့စံနှင်းပေါ်မှာမိပြီးတော့ပြောကြပါဒီလိုပြောပြမှဒီတရင်စကားတွေကြားရမှလူထုကကို့အသိဉာဏ်နဲ့ကို့စင်ကြံတဲ့တရားနဲ့ဆုံးဖြတ်ပါလိမ့်မယ် money ပတ်စံတဲ့အရေးကြီးတယ်ယနေ့ energy ကပြောလိုက်ပြန်ပြီနော်ဗာလဲတဘောကဘေးရနေကကွယ်ရေးအတွက်တဲ့ကျက်သိန်းပေါင်း9000ကျော်သုံးခဲ့တယ်ဆိုတော့ဘယ်လိုတွေသုံးထားတာလဲဆိုတာလေတစ်ချက်တော့လင်းပါအောင်လို့ပြောပြရစီနော်ပြောပြရစီဆိုတော့ နောက်ဆုံးညီကုန်းကြုံအနေနဲ့ကျွန်တော်တင်ပြချင်တာကျွန်တော်တို့ဒေါ်လန်ရဲ့ကြီးအောင်ဖို့ဆိုရင်ရခိုင်ပြည်သူလူထုကိုအတူယူပါအေးအေးကိုအတူယူပါနော်ဗိုလ်ချုပ်ထွန်းရနိုင်တို့ရဲ့ဦးဆောင်မှုကိုအတိအမှတ်ပြုပြီးတော့အတူယူပါကျွန်တော်တို့ညီအစ်မမှာဗိုလ်ချုပ်ထွန်းရနိုင်တို့ကဲ့သို့အခြေချင်းရှိသောလူငယ်ခေါင်းဆောင်တွေရှိတယ်အေးကဲ့သို့အခြေချင်းရှိသောတပ်ခွဲတွေများကြီးရှိတယ်အေးကျွန်တော်တို့ပြည်သူတွေအရောက်ချင်းစီတိုင်းကလည်းအာရခပြည်သူတွေကဲ့သို့အာရခတက်တော်ကဗိုလ်ချုပ်ထွန်းရနိုင်တို့ကလိုအပ်လိုအပ်တယ်လို့ပြောတဲ့အခါမှာ စစ်စည်းလုံးကြီးညင်းညွန့်နဲ့နော်တွေးတယ်တသားတယ်စီမျောပြီးတော့ပါဝင်နဲ့တာဝင်သိတော့ပြီသူတာဝင်ယူတော့ပြီသူတာဝင်ခံတော့ပြီသူဒီလိုပြီသူတွေလည်းဖြစ်ဖို့လိုတယ်ဆိုတာကိုကျွန်တော်ချက်လောင်းပြီးတော့ကျွန်တော်တင်ပြခြင်းနဲ့အဲ့တော့ကျွန်တော်တို့ဒီဒီသင်္ကန်းသားတွေကိုယူပြီးတော့ကျွန်တော်တို့အရေးတော်ကြီးကိုနိုင်အောင်တိုက်ကိုတိုက်မရမယ်ကျွန်တော်တို့အောင်မြင်မှုကိုအရယူကြမယ်တကြောင်တီးတော့လမ်းစဉ်ကအောင်မြင်မှုကိုရယူခြင်းကျွန်တော်တို့ဒီဒီအောင်ဖို့နီလမ်းများကိုအောင်ဖို့လုံနိုင်သူများ ਨੇ အောင်မြင်အောင်အချိန်နဲ့တပြင်းညီလုပ်နိုင်ကြရမယ်ဒီလိုလုပ်လို့ရှင်အောင်ဖို့လုပ်နိုင်သူများဆိုတဲ့နေရာမှာကျွန်တော်တို့နော် NRA ဆိုတဲ့နော် Nationwide Revolutionary Alliance ဆိုတဲ့ NRA နော်နိုင်ငံလုံးဆိုင်ရာတော်လည်းအရေးတော်ပုံတပ်ပေါင်းစုနော်အဲ့ဒီအဖွဲ့ဆိုတာလေပေါ်လာပြီဖြစ်တယ် NRA တိလဲ member တွေဖိုက်ကြောင်နေတယ်နော် NRA ကလည်းတခြားအဖွဲ့တွေနဲ့လည်းပူးပေါင်းပြီးတော့ဆောင်ရွက်ချင်တယ်အဲ့တော့ NRA အနေနဲ့လည်းဆက်သွယ်လာပါနော်ကျွန်တော်တို့ဖိတ်ခေါ်နေပါတယ်ဆိုတာလည်းထပ်မံတင်ပြရရင်အရေးတော်ပုံမုတ်ချအောင်ကိုအာမီ အောင်ရမည်အောင်ရမည်အောင်ရမည်